ကျွန်တော်တို့1988ခုနှစ်တုန်းကမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုထူထောင်ခဲ့တဲ့ရည်ရွယ်ချက်ကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်ဖို့ထူထောင်တဲ့နေရာမှာကျွန်တော်တို့ဟာမျိုးသားရင်ကြားစီရင်တဲ့အကြမ်းမဖက်မှုဆိုတဲ့ဝါဒတွေကိုကျွန်တော်တို့ကနေပြီးတော့မြဲ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 ကြီးကန်ဆုပ်ပြီးတော့ထူထောင်ဖို့ဖြစ်ပါတယ်ဒီအမျိုးသားရင်ကြားစီရင်ဘာဖြစ်လို့လိုအပ်လဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံအတွင်းမှာဆိုလို့ရှိရင်မတူကွဲပြားမှုတွေအများကြီးရှိပါတယ်မတူကွဲပြားမှုဆိုတာအင်အားဖြစ်နိုင်တယ်လို့ အားနည်းချက်လည်းဖြစ်နိုင်ပါတယ်ကျမတို့ဟာမျိုးရိုက်အမျိုးသားရင်ကြားစစ်ရေးဆိုတာမတူကွဲပြားမှုတွေကိုအင်အားဖြစ်အောင်လို့လုပ်ဖို့ရည်ရွယ်ချက်နဲ့မူဝါဒတစ်ခုအနေနဲ့ကျမတို့ဆုတ်ကောင်းခဲ့တာပါမတူကွဲပြားမှုကိုကျမတို့အင်အားဖြစ်အောင်လုပ်မယ်ဆိုရင်ကျမတို့နိုင်ငံဟာတကယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်နိုင်ပါတယ်ဒီလိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်မှသာလျှင်ကျမတို့နိုင်ငံမှာရေရှည်ဖွံ့ဖြိုးမယ်တိုးတက်မယ်ငြိမ်းချမ်းမယ် ငင်းကြိုင်းမရှိရင်ဖွံ့ဖြိုးမှုဆိုတာရေရှည်မခံနိုင်ပါဘူးဖွံ့ဖြိုးမှုမရှိလို့ရှိရင်လည်းငင်းကြိုင်းရေဆိုတာပြက်ပြားတတ်ပါတယ်ဒါမှမဟုတ်ငင်းကြိုင်းရေရောဖွံ့ဖြိုးမှုဖွံ့ဖွံ့ဖွံ့ဖြိုးရေရောနှစ်ခုစလုံးကိုကျမတို့ခိုင်ခိုင်မာမာရဖို့ဆိုလို့ရှိရင်အမျိုးသားညီညာစေရေဟာလိုအပ်တာပါ